မြောင်မြို့နယ်ထဲမှာ၁၀နှစ်ပြည့်ကျောင်းသားကျောင်းသူ9000ကျော်ကိုမှတ်ပုံတင်လုပ်ပေးနေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်ဒီသတင်းကိုဥကကိုကြီးပေးပို့ထားပါတယ်ရှင်ရွှေမှုကြီးကြဲနဲ့ပြည်သူအင်အားဆိုင်ရာမြို့နယ်ဦးစီးမှုရုံးကအဖွဲ့တွေဟာကြီးရွာကကျောင်းတွေအထိမှတ်ပုံတင်တွေလိုက်လံပြုလုပ်ပေးနေပါတယ်အခုလို ပြုလုပ်ပေးနေတာဟာအစိုးရတည်းရဲ့ရည်ရည်စီမံကိန်းနဲ့ အညီလှုပ်ဆောင်နေတာဖြစ်ပါတယ်2016ခုနှစ်မှာတော့ကျောင်းပေါင်း28ကျောင်းလုပ်ခဲ့ပါတယ်ဒီကတော့9300တိအလီဦးမောက်နိုင်ငံသားကပြုလုပ်ပြီးတော့ဆောင်ရွက်ပေးခဲ့တာဒါကတော့ရက်တရစီမံစီမံချက်2016ခုနှစ်ဇူလိုင်လ9ရက်နေ့မှာတော့အထက်ကကျောင်းကြီးမှာရှိနေတဲ့10နှစ်ကျော်ကျောင်းသားတွေကိုမှတ်ပုံတင်ပြုလုပ်ပေးနေပါဗျ။အခုလိုပြုလုပ်နေတာဟာတခြားကျောင်းတွေလည်းပါဝင်လာတော့ ចောင်းသားမိဘတွေအနေနဲ့လိုအပ်တဲ့အထောက်အထားတွေကိုပြည့်စုံအောင်လှုပ်ဆောင်ပေးဖို့လိုတယ်လို့ဦးစည်းမှုကအကြံပြုထားပါတယ်။လုပ်ငန်းကြီးတွေကတော့ဆင်းចောင်းသားမိဘတွေအနေနဲ့ကူညီပံ့ပိုးပေးဖို့ပဲသူတို့ကသူတို့ရဲ့မိဘနှစ်ပါးမှတ်ပုံတင်တယ်။ပိုးပွားလေးဦးမှတ်ပုံတင်ရှိတယ်။အခုပွားလေးဦးမှတ်ပုံတင်နေအိမ်တော်သူတရားလေးတွေအဲ့ဒီတွေကူညီဆောင်ရွက်ပြီးတော့ចောင်းသားတွေကိုအဲ့ဒီပြီးလိုက်ဖို့လိုပါတယ်။2016ခုနှစ်ထဲမှာ မြောင်မျိုးနယ်တွေကအလေတန်းနဲ့အထက်တန်း16ကျောင်းက7နှစ်ပြည့်ကျောင်းသားကျောင်းသူတွေကိုမှတ်ပုံတင်ကွင်းဆင်းလုပ်ပေးခဲ့ပြီးနောက်ထပ်ကျောင်းတွေကိုလည်းဆက်လက်လုပ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ